အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကုတာပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့လာခွေညမှာပြုလို့ရမယ်ရရနှစ်ခုမြောက်ပြီးမှဖြစ်ပါတယ်ဗျာလာခွေညမဟုတ်လည်းပဲလာရောက်မရှိတဲ့ညလေးလုပ်လို့ရပါတယ်ဗျာလာပြီးကြောတရနေ့နေ့နေ့သုံးနေ့လေးနေ့အစားဖြင့်လာရောက်မရှိတဲ့ညတွေမှာလည်းလုပ်လို့ရပါတယ်ဗျာအဲ့တော့လာခွေညနေမှာဘာတွေပါဝဖူးဖြစ်လဲဆိုတော့အဲ့တော့လာခွေညနေတူကျွန်တော်တို့ကကြွယ်ချင်းပျောက်ချင်းမရှိတော့တဲ့ကျွန်တော်ရဲ့ဆွမ်းအားတွေဖြစ်စေပါတယ်ဒါကြောင့်မို့ကျွန်တော်တို့မှာရှိတဲ့ခက်ခဲတွေစင်ပြင်းမှုတွေ ဒုက္ခတွေအားလုံးကိုကွယ်သွားပျောက်သွားစေခြင်းဒီရတရားကိုလုံလို့ရပါတယ်ဗျ။ဒါကြောင့်မလို့လာကိုချင်းမှာပြုလို့လို့ရတဲ့ရတရားပဲဖြစ်ပါတယ်ဗျ။အဲ့တော့ကျွန်တော်တို့ကဘာဘာလုပ်ရမလဲဆိုတော့စာရွက်အဖြူဗျောင်းတရွက်ပေါ့နော်။ဗျောင်းတရွက်ဆိုတာတချို့ကလည်းမြင်းကြောင်းပါရလာလို့မေးတယ်။မြင်းကြောင်းပါရင်လည်းရပါတယ်။ဗျောင်းရှာလို့ရရင်ဗျောင်းရှာပါ။ဗျောင်းရှာလို့မရလည်းမြင်းကြောင်းပါလည်းစာရွက်ကိုသုံးလို့ရပါတယ်ဗျ။စာရွက်အဖြူဗျောင်းတရွက်ပေါ်မှာကျွန်တော်တို့အဆင်မပြေမှုတွေခက်ခဲတွေကို30နဲ့3កောက်ရေးပြရမှာဖြစ်ပါတယ်ဗျ။ဥမာဆိုရပါဆို ။ဥပမာဆိုကြပါစို့ကျွန်တော်တို့ကပြပထွက်ဖို့ပြပထွက်ဖို့တက်လှုပ်ထားတယ်။ဒါမဲ့ထွက်လို့မရဘူးခက်ခဲတွေဖြစ်နေတယ်။အဲ့ဒါကိုနိုင်ငံညာတောင်းရန်အခက်ခဲများဆိုပြီးရေးလိုက်မယ်။နိုင်ငံညာတောင်းရန်ခက်ခဲများနိုင်ငံတောင်းရန်ခက်ခဲများနိုင်ငံတောင်းရန်ခက်ခဲများကို33កောက်ရေးလိုက်မယ်။အဲ့ဒီဆိုင်ရတရပေါ်မှာရေးမယ်။တကယ်လို့မရှိအောင်မဟုတ်ဘူးကျွန်တော်တို့ကဗျာအကျွေးပူနေတာဆိုလို့ရှိရင်အကျွေးပေးရန်ခက်ခဲများအကျွေးပေးရန်ရှိသောခက်ခဲများအကျွေးပေးရန်ရှိသောခက်ခဲများအကျွေးပေးရန်ခက်ခဲများဟောကျမ်းမိုင်မကောင်းတဲ့သူများလည်း ကျမ်းမာရေးညံ့နေသောခက်ခဲများကျမ်းမာရေးညံ့နေသောခက်ခဲများကျမ်းမာရေးခက်ခဲများကျမ်းမာရေးခက်ခဲများပေါ့အဲရေးလို့ရတယ်ဟောတချို့ကလည်းငွေကြေးခက်ဖြစ်နေဖြစ်နေတယ်ငွေကြေးခက်ခဲများ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 ဆိုပြီးကိုဖြစ်နေတဲ့ခက်ခဲကိုရေးရမှာဖြစ်ပါတယ်တချို့ကလည်းမိသားစုတွေမှာ သူနံပါတ်သူနံပါတ်ဟိုလူနံပါတ်နံပါတ်စပြီးမိသားစုခက်ခဲပြဿနာလေးဖြစ်နေတယ်အဲ့တော့မိသားစုခက်ခဲများမိသားစုပြဿနာများမိသားစုခက်ခဲပြပြဿနာများဆိုပြီးရောအဲ့ဒါလေးကို33កောင်ရေးမယ်ဒီနေ့မှလည်းခက်ခဲပြဿနာတွေကအများကြီးရှိကောင်ရှိနိုင်တယ်တကယ်လို့မိတ်ဆွေများက3ခုရှိရင်ဆာရွက်3ရွက်ရေးပေါ့ဆာရွက်3ရွက်မှာ33កောင်ရေးမယ်5ခုရှိရင်လည်း5ရွက်ရေးပေါ့ဗျာเนาะကျွန်တော်တော့ တစ်ခုနှစ်ခုပဲဆန်းငယ်ပူပါတယ်အဲ့တော့မင်းဆွေများကတော့ဒီ၃ခုရှိရင်တော့၃ခုရေးလို့ရပါတယ်ဆာရွက်ဖြူတရက်ပေါ်မှာဖြစ်နေတဲ့ပြဿနာခက်ခဲကို33កောက်ရင်းမှာဖြစ်ပါတယ်အဲ့အဲ့တစ်ခုပဲ33កောက်ရင်းเนาะတကယ်လို့ကိုကပြဿနာ၃ခုရှိရင်တော့ဆာရွက်၃ရက်၃ပေါ့ဗျာဒါလေးပါပဲအဲ့ဒါလေးကိုရေးပြီးတော့ကျွန်တော်ခောက်ထားမယ်ခောက်ထားပြီးတော့ညဘက်9နိုင်ထိုးတဲ့အခါမျိုးမှာ ညမဲ့ကိုးနိုင်ထိုးလို့ရှိရင်တော့အဲ့စာရွက်လေးကိုကျွန်တော်တို့ဒီပေါ့နော်အကျွန်တော်တို့ဘန်တစ်ခုထဲကိုထည့်မယ်ဘန်တစ်ခုထဲကိုထည့်ပြီးတော့အဲ့စာရွက်လေးကိုမီရှုပ်ပြီးမီရှုပ်ပြရမှာဖြစ်ပါတယ်ဒါကြောင့်ဘယ်နေရာမှာရှုပ်မလဲအဲ့ရှင်းမှာရှုပ်ပါပဲမြတ်အဲ့ရှင်းလေးမှာအဲ့စာရွက်လေးကိုမီရှုပ်လိုက်မယ်မီရှုပ်လိုက်လို့ရှိရင်အဲ့စာရွက်ကနေပြာဖြစ်သွားမယ်ပြာဖြစ်သွားလို့ရှိရင်အဲ့ပြာလေးကိုယူပြီးတော့ကဲငါးစီမှာရှိတဲ့ခက်ခက်ပြက်နာအားလုံးလာကွယ်ညနေသူကွယ်ပြောက်သွားစေ ပြောက်သွားစေဆိုပြီးတော့ဖူးတယ်ဆိုရင်အဲ့ပြာလေးကိုလေနဲ့မုတ်ထုတ်လိုက်ရမှာပဲဒါပါပဲအားလုံးပြီးတော့ပါပြီဒါဆိုရင်နံပါတ်1ရတရားပြီးတော့ပြီအရန်လွယ်နော်နံပါတ်2ရတရားကတော့ကျွန်တော်တို့ကဒီည9နိုင်မှာပဲလုံမယ်ကျုပ်အစိမ်းတစ်လုံးပေါ်မှာကိုယ်စီမှာရှိတဲ့အခက်ခဲတွေကိုရေးမှာဖြစ်ပါတယ်မိတ်ဆွေများကအခက်ခဲတစ်ခုရှိရင်ကျုပ်တစ်လုံးခက်ခဲနှစ်ခုရှိကျုပ်နှစ်လုံးခက်ခဲသုံးခုရှိရင်တော့ကျုပ်သုံးလုံးပေါ့အဲ့တော့ဟုတ်ပြီဒါဆိုရင်ကိုယ်အခက်ခဲ ဖြစ်နေတယ်ဥမ္မာဆိုကြပါတို့မိတ်ဆွေများအကျွေးများလဲဆိုပြီးအဲ့တော့အကျွေးပေးရင်ခက်ခဲများ and အဲ့တော့ကျုံမှာရေးမယ်တော့ဘာဘာနဲ့ရေးမလဲမီဗျူးနဲ့ရေးလဲရတယ်ထုံးနဲ့ရေးလဲရတယ်မာကာဘင်းနဲ့ရေးလဲရတယ်ကျွန်တော်တို့မာကာဘင်းနဲ့ရေးတာများနော်ပို့ပြီးရေးရတာအဆင်ပြေပါတယ်အဲ့တော့ကျွေးပြန်ခက်ခဲများနိုင်ငံညာ တော့ရင်ခက်ခဲများဩတော့တချို့ကလည်းမိသားစုခက်ခဲများတချို့လည်းအချစ်ရေးခက်ခဲများတချို့လူမှုရေးခက်ခဲများအာယုံကနာကိစ္စခက်ခဲများအဲအဲ့လိုမျိုးခက်ခဲတွေကိုရေးမယ်အဲ့တော့ရေးမှာတော့အခက်ခဲတော့တခုပဲရက်မှာတော့တခုတလုံးပေါ့ဗျာသုံးခုရှိရင်တော့သုံးလုံးပေါ့အဲ့ဒါလေးကိုရေးမယ်ရေးပြီဆိုတော့ねဒါလေးကိုညာကိုနဲ့တတိမှာကိုယ့်ရဲ့ဆန်အိုးထဲမှာသွားမြုပ်ထားမယ်ဆန်အိုးထဲမှာသွားမြုပ်ထားလိုက်ပါမယ်ဆန်အိုးမရှိလို့ရှိရင်ねကျွန်တော်တို့ဆန်လေးဝယ်ပြီးဆန်ထုတ်တယ်ဟိုအဲ့ အဲ့ကျွတွေလေထက်မြုပ်ထားလိုက်ပေါ့အဲ့ကျွတွေတဲကိုကျုပ်လေထက်မြုပ်ထားလိုက်အဓိကတော့ဆန်တဲ့ကိုကျုပ်မြုပ်သွားဖို့အရေးအရေးကြီးတယ်နော်ဆန်တဲ့ကိုကျုပ်မြုပ်သွားဖို့အရေးကြီးတယ်တချို့ကဝယ်စားတဲ့လူတွေရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဆန်ထုတ်လေးဝယ်လိုက်ဗျာဆန်ထုတ်လေးဝယ်လိုက်ပြီးတော့အဲ့ဆန်ထုတ်လေးကိုကျွန်တော်တို့တွေအဲ့ဆန်ထုတ်တဲ့ကိုကျုပ်လေကျုပ်စိန်လေးထိုးထည့်တယ်လိုက်โอเคဒါဆိုရင်ညမှာထိုးထည့်မှာနော်ည9:00နာရီမှာထိုးထည့်မယ်မနေ့ကျလို့ရှိရင်ဘာလို့ရမလဲဆိုတော့မနေ့ကျလို့ရှိရင်အဲ့ကျုပ်စိန်ကိုထုတ်မယ် ထုတ်ပြီးတော့ကျွန်တော်တို့တွေမှုကြော်မယ်မှုကြော်မယ်ထမင်းကြော်နဲ့အတူတူဖះအိုးဆွမ်းကပ်ပေးရမှာဖြစ်ပါတယ်ထမင်းကြော်တော့ကိုကိုတန်ကြော်လဲရတယ်ဆိုင်မှာဝယ်ပြီးကတ်လဲရတယ်အတူတူပဲဂျာမဲကျုပ်ကိုတော့ကိုကိုတန်ကြော်မှာဖြစ်ပါတယ်ကျုပ်မှုကြော်ကိုကိုတန်ကြော်မယ်ဒါမှသာလေကျွန်တော်တို့မှာရှိတဲ့ပြဿနာတွေအားလုံးကကြော်လွန်သွားမှာဖြစ်ပါတယ်ဒီကြရတဲ့နှစ်ခုကို လာခွေညတွေလာရောက်မရှိတဲ့ညတွေလောက်လို့ရှိရင်ပိုဆွမ်းထက်တယ်ပိုအဆင်ပြေစီပါတယ်ဗျဒါကြောင့်မိတ်ဆွေများဘာခက်ခဲပဲရှိရှိလာခွေညမှာဒီရေတရားလောက်လို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုလာပြီးများပေးတာပါဗျအဲ့တော့လာခွေညမဟုတ်လည်းပဲလာရောက်ဒီ ဒီလကုညာမဟုတ်လည်းပဲကျွန်တော်တို့တွေဒီလလမရှိတဲ့ညတွေလုံလို့ရှိရင်လည်းရပါတယ်အတူတူပါပဲအဓိကလမရှိရင်ပြီးရောဗျာဟုတ်ဒါလေးကိုမေးစမ်းမယ်လိုင်းညပေးတာပါဗျာအဲမေးစရာလုံးလည်းခက်ခဲပြဿနာတွေအားလုံးအစီအမေကြပါစေဆယ်ကျင်တဲ့ကိုကျမ်းမှရှိကြပါစေဗျာစီမပြေတာများကိုလည်းခုံးမမှာရေးခဲ့မိခဲ့တောင်းခဲ့လို့ရပါတယ်ဗျာကျွန်တော်ချက်ချင်းမပြောင်းလဲမြောက်ပေးပါတယ်ဗျာကြည့်ရှုနားစင်မိတဲ့ကျွန်တော်မေးစရာလုံးထူပဲကျေးဇူးတင်ပါတယ်ဗျာ